ြီးကန်းဟာအမတန်ယုံညံ့တဲ့ကြီးကန်းသူ့စကြက်မှာအစာရှာနေတဲ့အချိန်။အိုးအလွန်လှပတဲ့ရွှေရောင်တောက်နေတဲ့ရွှေဟင်းသာကြီးတွေကအဲ့ဒီကြီးကန်းကို ဝိုင်းပြီးတော့ဝန်းရံခထားကြတယ်။အောက်တန်းကျတဲ့ကြီးကန်းကို ဝိုင်းပြီးတော့ဝန်းရံပြီးတော့ပေးနေကြတယ်။ အလေးပေးနေကြတယ်ဆိုတာကိုတပည့်တော်မြင်မဲ့ပါတယ်တဲ့ဒီအိမ်မက်ရဲ့အကျိုးဖြစ်ကတော့ဘလို့ဖြစ်လာနိုင်တုံးဆိုရသော်ဗျာကဒါလည်းပဲနောင်အနာဂတ်ရောက်တဲ့အခါမှာအတိညာဉ်ကင်းမဲ့ပြီးတော့အင်အားမရှိတဲ့တိညာဉ်ကင်းမဲ့ပြီးအင်အားမရှိတဲ့မင်းဆိုးရာစာတွေတိုင်းပြည်အုပ်ချုပ်တဲ့မင်းရဲ့လက်ထက်မှာဖြစ်လိမ့်မယ်တဲ့အဲ့ဒီအနာဂတ်မှာမင်းဆိုးရာစာတွေဟာစင်စည်းခြင်းအတတ်မြင်စည်းခြင်းအတတ်ဆိုတဲ့စစ်ပွဲအတတ်တွေနဲ့ပတ်သက်ပြီးကြွန့်ကျင်မှုမရှိဘူးတဲ့ပြီးတော့စစ်တပ်ရမှာလည်းကြောက်တယ်တဲ့မင်းဆိုးရာစာ ာလုံနေပြီးတော့ပညာအကြီးချင်းကလည်းကဲမဲ့လာကဲမဲ့လာတဲ့အခါကျတော့သူနဲ့အကြီးချင်းတူတဲ့ပုံကိုယ်တွေကိုတော့ယာဓုမပေးရဘူးဘာဖြစ်လို့တော့သူ့ရဲ့ယာဓုကိုလွတ်သွားမှာဒါကြောင့်မလို့သူ့အောက်ကအမှန်တမ်းနှိမ့်ကြတဲ့လူတွေသူ့ရဲ့ကြေးကျွန်နေဘယင်းကိုခါစားရတဲ့ကြေးကျွန်နေအောက်တန်းစားအနေထားဒီလိုမင်းမှုထံအောက်တန်းစားတွေကိုယာရုပေးတယ်ယာရုပေးတဲ့အခါကျတော့ တကယ်ကိုအရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကဘယင်ထံမှာချင်းမြောင်းမှုကိုမရဘူးအရေးချင်းမရှိတဲ့လူတွေကဘယင်ထံကနေယာရုတွေရအဲ့ဒါလို့ဖြစ်လာတော့ယာရုမရတဲ့ပုဂ္ဂိုလ်တွေဟာအသက်မွေးဝမ်းကြောင်းခက်ခဲလာကြတယ်ခက်ခဲလာတဲ့အသက်မွေးဝမ်းကြောင်းလှုပ်ဖို့ရမဖြစ်ဘူးခုနကအောက်တန်းစားတွေကအပေါ်မှာအထက်တန်းလှုပ်ပြီးတော့မင်းကိုကတ်မြောင်းပြီးတော့အုပ်ချုပ်ရေးလှုပ်နေကြတဲ့အခါကျတော့အရေးချင်းမရှိတဲ့ကောင်ကိုပဲခါရပြီးတော့အသက်မွေးရအဲ့ဒါဟာ အရေးချင်းမရှိတဲ့ကြီးကန်းကို အရေးချင်းရှိတဲ့လှပတဲ့ဟင်းသာငှက်ကြီးတွေကဝန်းရံခစားကြရတာအိမ်မက်မက်ချင်းပဲဖြစ်တယ်ပေါ့